တော်လိုင်းရဲ့ဗျာ9နှစ်ကြာသွားပြီ9နှစ်ကြာသွားပြီဆိုတော့အလျောက်တော့ကျွန်တော်တို့ရဲ့အဲကျွန်တော်တို့ရဲ့စီရေးပေါင်ကျလာလားကျွန်တော်တို့နိုင်ငံရေးပေါင်ကျင်းလာလားဒါတွေကတော့ကျွန်တော်တို့သုံးသပ်ရမှာပဲဆိုတော့ကျွန်တော်တို့ကျွန်တော်တို့မြင်ရတော့စီရေးရတော့အဘလောက်နေတာဘလို့တွေရှိရဆိုတော့ကျွန်တော်မသိဘူးเนาะဒါပေမဲ့နိုင်ငံရေးပေါင်ကတော့ကျွန်တော်တို့ကကျင်းလာကြတာဗျနိုင်ငံရေးရလှုပ်ရှားမှုတွေရပေါင်ကတော့ဖြည်းဖြည်းကျင်းလာဘာလို့ကျင်းလာလဲလို့ပြောလို့ရလဲဆိုတော့ကျွန်တော်တို့ဒီ 2021 22လောက်ထိကျွန်တော်တို့တော်တော်တောင်းခံနိုင်ပြီးတော့ကျွန်တော်တို့တော်တော်လုံနိုင်ခဲ့ကြတဲ့အနေအထားတွေရှိရပါတော့။ဆိုတော့မဟာမိတ်ဆက်ဆံရေးရာ၎င်းပါတော့၎င်းပေါ့နော်။ဆိုတော့တဖြည်းဖြည်းသူတို့တွေကစစ်တပ်ကတစုံတရာသူတို့စနစ်တကျလောက်လာနိုင်တဲ့ကိစ္စတွေရှိတယ်။အခုဆိုတာရွေးကောက်ပွဲကျင်ပပြီ။ရွေးကောက်ပွဲလုပ်ပြီးတော့ကျွန်တော်တို့တွေကိုပြန်ခေါ်တယ်။အဲဒါမျိုးတွေလုတ်တယ်ဒါမှမဟုတ်ဗျာသူတို့ကဒါဖိတ်ဖိတ်လုတ်တယ်လို့ပါလို့ပြောပေမဲ့ တကယ်တော့ဒါတကယ်တကယ်သူတို့လုံနေကြတာပဲဗျဒါကိုလည်းဒီကိစ္စကိုလည်းကျွန်တော်တို့ကဆွေးနွေးနေရပြီ ပြောဆိုနေရပြီဆိုကြတဲ့ကသူတို့ရဲ့တက်ရောက်မှုသူတို့ရဲ့လုံနိုင်ဆိုတာဘယ်လောက်ရှိရဲဆိုတဲ့ဟာတော့ပေါ်လွင်တယ်ဒါကကျွန်တော်တို့ကဒါကိုကျွန်တော်တို့ကမေးပြီးတော့ဗျငါတို့ကအောင်းနေပြီဗျအဲ့ဒါတွေတော့စွပြောလို့မရဘူးဗျကျွန်တော်တို့ကဒါပေမဲ့ကျွန်တော်တို့တော်လိုင်းကြီးကအပီးတိုင်းကျွန်တော်တို့ကနောက်ပြန်လှည့်လိုက်ရတာနောက်ဆုတ်လိုက်ရတာတော့လုံးဝမဟုတ်ဘူးဗျ တော့သူတည်းကကူကူကာလာဝင် TNL စုတ်သွားတဲ့ကိစ္စနော်ဒီ NUCC ထဲမှာဒီ KNU တို့ဘာလို့အဲခဏရဆိုင်းလိုက်တယ်ဆိုတဲ့ကိစ္စပေါ့နော်အဲ့ဒါတွေကိုကြည့်ပြီးတော့သူတို့ကအဲဒါကလည်းတကယ်တကယ်လည်းဒါဟုတ်ပါတယ်ဒါကျွန်တော်တို့ရဲ့ခြေလမ်းတွေကတစုံတရာတချို့ခြေလမ်းတွေနောက်ဆုတ်ရတယ်တချို့ကျွန်တော်တို့ဘောင်တွေကျင်းလာတယ်အဲ့ဒါတွေပေါ်မူတည်ပြီးတော့ဒေါ်လာရေးကြီးကမင်းတို့ဒေါ်လာရေးကပြီးတော့ရှုံးတော့ပါပြီဆိုတဲ့ပုံစံမျိုးတော့ပြောလို့မရဘူး အတာကိုဒီတချို့လူတွေပေါ့ဗျာနိုင်ငံရေး project ကြီးတွေပေါ့နိုင်ငံရေးဆရာကြီးတွေပေါ့ဟိုးရီတွေပေါ့အဲအဲ့လိုသူတို့ကသူတို့ခံယူထားတဲ့ဘဲတွေကဘာပြောနေလဲဆိုတော့အာပြန်ကြပါပေါ့နော်ပြန်ဖို့တင့်ပါတယ်ပေါ့အဲတိုင်းပြည်ကနေညာဒါကဟိုကိုကိုကြီးလေတံမျိုးပဲပြောလို့ရတယ်ကိုကိုကြီးလိုလေတံမျိုးပဲဆိုတော့ကိုကိုကြီးလိုလေတံမျိုးဖြစ်ပြီးတော့အဲဒီဘက်မှာကျွန်တော်တို့ဘက်ကလို့ယူဆလို့ရတဲ့လူတွေပေါ့ဗျာကျွန်တော်တို့ ਨੇ အတွေးခေါ်ယူဆတွေရင်တော့တူခဲ့တဲ့သူတွေအဲ့သူတွေကအဲ့လိုတွေပြောတာ ဆိုတော့သူတို့ပြောတဲ့အချက်တွေမှာနော်ဟိုဆက်အားခိုင်နှုန်းလောက်မှန်ပေမဲ့60ရာခိုင်နှုန်းလောက်ကတော့လွဲနေတယ်ဆိုတော့သူတို့လည်းလက်တွေ့အခြေအနေကိုသူတို့ဘာမှနားမလဲသူတို့ကိုယ်တိုင်လည်းပြေးခဲ့ရတဲ့လူတွေပဲဆိုတော့ဒီနေ့ကြီးလည်းသူတို့လည်းအိမ်ပြန်တာမဟုတ်ဘူးဒါပဲအိမ်ပြန်မှာပေါ့နော်စစ်တပ်နဲ့တစုံတရာညှိနှိုင်းပြီးအိမ်ပြန်မှာဆိုတဲ့ပုံစံမျိုးပြောတာဒါတွေကတော့ဟိုကျွန်တော်ကတော့ဒီအချိန်မှာလက်မခံနိုင်ဘူးလက်မခံဘူးဘာလို့လဲဆိုတော့အာဟိုကျွန်တော်ရဲ့ အခက်ခဲအကျက်တဲကိုကျွန်တော်တို့ကျွန်တော်ပါကျွန်တော်တို့သိတယ်။ဒါပေမဲ့ဟိုတော်လန်သူတွေဒီအိမ်ဆိုင်ဖြစ်နေတဲ့လူတွေမှာအဲသုံးစုလောက်တော့ क्वे နေတယ်။တော့ပြောရမယ်ဆိုတစုကတော့ဗျာဒါဒါပုံမှန်လည်းလည်းပြောပြတာပါ။တစုကတော့ဒီတော်လိုင်းလောက်တဲ့နာမည်တစုံတရာရှိရဲ့သူ့ရဲ့ထဲထဲမှုရဲ့ပါဝင်မှုပေါ်ကြောင်းလားအဲပါတစုံတရာရင်ကလေးကအောင်မြင်ခဲ့တာကြောင်းလားပေါ့နော်။ဒါမျိုးတွေကြောင်းဒီလူတွေကအဲနေရာတစ်ခုကိုရောက်နေတယ် သူတို့ထမင်းပုံမှန်တယ်အဲသူတို့အဆင်တပြေရှိတယ်သူတို့ထောက်ပံ့မယ်လို့ရှိတယ်ဆိုတော့သူတို့ကအဲ့လိုตายာနေတဲ့ live တစ်ခုရနေတယ်လို့ကျွန်တော်တို့ပြောကြင်တာမဟုတ်ဘူး celebrity တွေရောပါတယ်ပေါ့နော်ဒါပေမဲ့သူတို့ကတစုံတရာတော့သူတို့အဆင်တပြေလေးရှိတယ်ဒါပေမဲ့တခြားတစ်ဖက်မှာကျတော့ CDM တွေပေါ့နော် CDM တွေ CDM အားလုံးပေါ့ CDM ထဲမှာလည်း၁၀လီ CDM တွေရှိရပါဆိုတော့အရင်တော့ရာထူးကြီးကြီးရထားခဲ့တဲ့လူတွေကလည်းတစုံတရာတော့နည်းနည်းလေးတော့သူက ဲ့ high ground ရှိတယ်ဗျအဲ့မှာလဲသူက level ကกว่าတယ် CDM မှာလဲဆိုတော့တချို့ CDM တွေတချို့ adibis တချို့ရှိတယ်တပိတ်မှာပါတယ်တပိတ် company တွေမှာပါမနေဘူးအဒီနေရာကိုရောက်လာတယ်ဆိုတော့ဒီနေရာဆိုတော့ denset တွေတတွေပေါ့နော်အဲ့လိုရောက်လာအဲ့လူတွေကတော့9နှစ်ဆိုတဲ့ကာလမှာတအားကိုကြက်တဲလာကြက်ခဲလာအဲ့ဒီထဲမှာပြန်သွားတဲ့လူတွေလည်းတကယ်ရှိတယ်ဘနောက်မှာ celebrity ဆိုတဲ့ကောင်တွေတော့ပြန်သွားတဲ့ကောင်တွေအများကြီးရှိတယ်ဆိုတော့အဲ့လိုအဲ့လိုလူတွေတော့ရှိတယ် အဲအဲ့တော့ကျွန်တော်တို့ကကျွန်တော်တို့ချင်းချင်းတော့ကျွန်တော်တို့သိရလိမ့်မယ်ကျွန်တော်တို့ကငါတို့ကတော့တလောတော့အဆင်ပြေတယ်ဒါပေမဲ့မစာမနာတော့ကျွန်တော်တို့မပြောချင်ဘူးမင်းတို့ပြန်တဲ့လူတွေအဘာဖြစ်တယ်ညာဖြစ်တယ်ဆိုတာမျိုးတော့အများကြီးမပြောချင်ဘူးတိုးပေမဲ့အဲပြန်မာလို့တိုက်တွန်းတဲ့လူတွေကတော့ဒီချိန်မှာကျွန်တော်တို့တော်လိုင်းရအပြီးသွားတာမဟုတ်ဘူးတော်လိုင်းရကျွန်တော်တို့ကရှုံးသွားတယ်လို့တော့ပြောလို့မရဘူးဒါပေမဲ့ကျွန်တော်တို့အောင်နေပြီးတော့ဘာလို့ပြောတာတော့ကျွန်တော်လက်မခံဘူးဆိုတော့ကျွန်တော်တို့မှာလိုအပ်ချက်ပါရှိတယ် အဲ့ဒီအားနည်းချက်တွေကိုကျွန်တော်ဖြည့်ဆည်းရမှာကျွန်တော်ပြင်သင့်ရပြင်ရမယ်မဟုတ်ရင်တော့ကျွန်တော်ထီးထီးကြံခဲ့မှာပေါ့နော်တော်လန်သူများလွတ်မြောက်ရေးပဲကျွန်တော်ဖြစ်သွားလိမ့်မယ်ဆိုတော့ကျွန်တော်အဓိကကျွန်တော်ပြောချင်တာတော့ဗျာဒီကနေ့ဒီစစ်တပ်ရဲ့လှုပ်လာတဲ့ရေကောက်ပွဲရောပြန်ခေါ်တဲ့ကိစ္စတွေရောအတီအန်အယ်နောက်ဆုတ်လိုက်ရတဲ့ဆိုတဲ့ကိစ္စတွေရောဒါတွေကကျွန်တော်တို့အတွက်ဘောင်းအနေငယ်ကျွန်တော်တို့ဘောင်းကျင်းလာတာပါ ဲ့ဒီဘောင်ကျွန်တော်တို့ပြန်ကျဲအောင်ကျွန်တော်တို့ဘလို့ကြိုးစားကြအောင်လဲဆိုရဲဟာကိုမတွေးပဲနဲ့မင်းတို့နောက်ဆုတ်လိုက်ပါတော့မင်းတို့ပြန်လိုက်ပါတော့မင်းတို့ရန်နာလိုက်ပါတော့ဆိုရဲဟာတော့ကျွန်တော်လုံးဝလက်မခံဆိုတော့ဒါကျွန်တော်အစဉ်ပြေနေလို့ကျွန်တော်ချောမွေ့နေလို့ကျွန်တော်ပြောတာမဟုတ်တော့ကျွန်တော်ဆိုလဲကျွန်တော်အခက်ခဲနေကျွန်တော်ကျွန်တော်ရဲ့ရှင်တန်မှုမှာကျွန်တော်ရဲ့ယက်တီမှုမှာကျွန်တော်မိသားစုဒီလိုအခြေအနေတွေမှာကျွန်တော်တို့ခက်ခဲတာအများကြီးရှိတယ်ဆိုတော့ဒါပေမဲ့ပြည်တွင်းကပြည်သူတွေခက်ခဲတာတော့ကျွန်တော်တို့မှာ ခက်ခဲဘူးလို့ကျွန်တော်တို့ပြောလို့ရသေးတယ်ဗျာဘာလို့လဲဆိုတော့ကျွန်တော်တို့ရဲ့စိတ်ပိုင်းဆိုင်ရာကျွန်တော်တို့မှာထိခိုက်တဲ့ကိစ္စတွေတော့ရှိပေမဲ့အပြည့်တွေမှာကျွန်တော်တဏှာကြီးလောက်ပဲပြီးရတာเนาะအင်တာနက်ကောင်းကောင်းသုံးလို့မရတာအဓာရီပြင်အများကြီးများကြီးရှိသေးတယ်ဗျာเนาะရေမြအမီးမြအခြေခံလိုအပ်ချက်တောင်မှမပြည့်ဝတဲ့ပြည်သူတွေတော့ကျွန်တော်ရှေ့ပြီးကျွန်တော်မပြောလို့သို့ပေမဲ့အဲကျွန်တော်တို့လည်းအဆင်ပြေတာမဟုတ်ဘူးသို့ပေမဲ့ဒါကိုမင်းတို့နောက်ဆုတ်လိုက်ပါတော့ပြန်ပါတော့လို့တိုက်တွန်းတော့ကျွန်တော်လုံးဝလက်ခံလို့ဆိုတဲ့အကြောင်းကိုကျွန်တော်ပြောချင်တာပါ ဆိုတော့ဒီလောက်ပါပဲဟိုကြွယ်တယ်လို့လည်းယူဆယူဆလို့ရတယ်မကြိုက်လည်းမကြိုက်လို့ရတယ်အဝေဘန်ပိုင်ခွင့်ရှိပါတယ်ဒါပေမဲ့ရရင်ဆန်ဆန်ပြောဆိုခွင့်ရံမှုခွင့်တော့မရှိပါဘူးအာဒါကကျွန်တော်ရဲ့အဲမှုပါပဲဒါပြောသင့်ပြောထိုင်လို့အာမခံစားနိုင်တော့လို့မြင်နေရတာလည်းအဆင်မပြေလို့ပြောတာပါအားလုံးကျေးဇူးများကြီးတင်ပါတယ်ကျွန်တော်တို့အောင်ပွဲဆက်ဆက်ခံနိုင်ကြပါစေလို့ဆုမကောင်းတောင်းပေးလိုက်ပါတယ်ဗျာ